ခေါင်းမှာဂျိုပေါက်နေတဲ့တရုတ်နိုင်ငံကယူနီကွန်အဖွားကိုအခုမြင်နေရတာကတော့ခေါင်းမှာဥစုတခုပါတဲ့တရုတ်အဖွားကိုတယောက်ပါခဘာတဝမ်းမှာတော့ဒီအဖွားကိုယူနီကွန်ဝူမန်ဆိုပြီးတော့လူသိများပါတယ်အဖွားကိုရဲ့နာမည်ကချန်မသူ့မှာဒီလိုဥစုရှိနေတဲ့အကြောင်းသတင်းတွေထွက်သွားတဲ့အချိန်မှာအဖွားအသက်က18နှစ်ရှိပါပြီတရုတ်နိုင်ငံကလူအများစုကတော့ဒီဥစုကိုအသက်ရှည်စေတဲ့ကောင်းတဲ့လက္ခဏာတစ်ခုလို့သတ်မှတ်ထားကြပါတယ် ဒါကကြည့်လိုက်ရင်ခေါင်းမှာကျိုးထွက်နေတယ်လို့ဖြစ်နေပေမဲ့တကယ်တမ်းကျအသက်ကြီးသူတွေမှာအဖြစ်များတတ်တဲ့လက္ခဏာတစ်ခုပါပဲ။ဆေးပညာရှင်တွေကဒီအချွန်တက်တွေကိုအေးပြားပေါ်မှာမာကျောတဲ့ခရာတင်နီစုဝေးရာကနေဥကျိုလိုဖြစ်လာခဲ့တာလို့ဆိုကြပါဗျ။ဒီလိုကြီးထွားမှုကအများအပြားနေရောင်ကြီးထိတွေ့တဲ့နေရာတွေနဲ့ဆက်ဆက်နေပြီးတော့အသက်ကြီးသူတွေမှာကိုယ်အဖြစ်များပါတယ်။ဒါကအရေးပြားကင်ဆာလိုမျိုးလေးဖြစ်သွားနိုင်ပါတယ်။ ။အဖွားကိုခြံကတော့စားချင်တောက်ချင်သိမပြတ်ဖြစ်အမဲရွှေရွှေလန်းလန်းနဲ့ကျမ်းမာရေးကောင်းမွန်နေပါတယ်။စေပညာဆိုင်ရာအကြံဉာဏ်တွေပေးနေပေမဲ့လည်းအဖွားကိုကတော့သူ့ဥကြုံကိုမဖယ်ဘူးဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။တချို့လူတွေကလည်းထောက်သွားမှကြိုးမန်းသည့်သလိုဖြစ်နေမှာဆိုလို့အသက်အရွယ်အရခွဲစိတ်မှုကိုရှောင်ကျဉ်မှုအကြံပေးခဲ့ကြပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။ ဒီမိတ်ကလေးမှာ53လက်မရှိတဲ့ခြေထောက်တွေရှိတယ်။အခုမြင်နေရတာကတော့ကမ္ဘာခြေတံအရှည်ဆုံးမိတ်ကလေးဖြစ်ပါတယ်။သူမရဲ့နာမည်ကမေစီကာရီမာအမေရိကန်တက္ကသမာနေပါတယ်။သူမရဲ့ခြေထောက်တွေက53လက်မရှိတယ်။ဒါကြောင့်လည်း2020မှာကမ္ဘာခြေတံအရှည်ဆုံးဂင်းနစ်စံချိန်မှတ်တမ်းကိုရရှိခဲ့ပါတယ်။အဲ့ဒီတုန်းကမေစီဟာအသက်18နှစ်ပဲရှိပါသေးတယ်။သူမရဲ့အရက်က6ပေ10လက်မရှိပါတယ်။အရက်အမြင့်60ရာခိုင်နှုန်းလောက်ကိုသူမရဲ့သိရှိတဲ့ခြေထောက်ကနေရရှိတာပါ။ အဲ့ဒီစံချိန်ကိုမေစီမရခင်တုန်းကရုရှားမော်ရင်နဲ့အိုလံပစ်ဘတ်စကတ်ဘောကစားသမားဟာအက်စကရာရီနာလီစီနာကရရှိထားပါတယ်။သူမရဲ့စတောက်တွေက52လက်မှရှိပါတယ်။မေစီနဲ့တလက်မလောက်ပဲကွာပြီးတော့ကမ္ဘာစံချိန်ကိုလက်လွတ်ပေးလိုက်ရတာပါ။ မေးစီအတွက်တော့6လောက်ရှည်ရာကြောင်းတွားရလာရအခက်အခဲလေးတွေတော့ရှိပါတယ်။မေးစီဟာဒေါ်လာ250လောက်ကုန်တဲ့ဘောင်းမီမျိုးကိုသူမစိတ်ကြိုက်ချုပ်ပြီးတော့ဝယ်စင်တတ်ပါတယ်။မေးစီကလက်ရှိမှာကမ္ဘာစံချိန်ရရှိထားပေမဲ့လည်းအဲ့ဒီလိုကြော်ကြားမှုတွေထက်သူမရဲ့စွမ်းဆောင်နိုင်မှုအပေါ်သာအာရုံစိုက်ပေးတာမျိုးလိုချင်တဲ့သူပါ။သူမရဲ့ရည်မှန်းချက်ကတော့တနေ့မှာကမ္ဘာအရေးအမြင့်ဆုံး professional model တစ်ယောက်ဖြစ်လာဖို့ပါပဲ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ရှင်။ပြမှုဗေဒတင်တဲ့ဆရာကတက္ကသိုလ်ကျောင်းသား၄ယောက်ကိုတတ်ခဲ့တယ်မှု အခုမြင်နေရတာကအမေရိကန်အိုင်နာဟိုတက္ကသိုလ်ကကျောင်းသားလေးယောက်ကိုဓာတ်နဲ့ထိုးပြီးတက်ခဲ့တဲ့သူပါ၂022ခုနှစ်တုန်းကတက္ကသိုလ်ကျောင်းသားလေးယောက်ကိုကျောင်းဝင်းအပြင်ဘက်ကငှားရမ်းနေတဲ့အိမ်ထဲမှာဓာတ်ထရရီနဲ့တေးဆုံးနေတာတွေ့ရှိခဲ့ပါတယ်တက်ခဲ့တဲ့လူကတာမန်လူသက်သမားမဟုတ်ပါဘူးပညာတတ်လူသက်သမားသူ့နာမည်က Brian Cooper ကပါသူကမှုရင်းတရားမျှတမှုဆိုင်ရာနဲ့မဟာဘွဲ့ရထားတဲ့သူပါ Washington State University မှာပြည်မှုဗေဒမေဂျာနဲ့ပါရဂူတန်းတက်နေတဲ့ကျောင်းသားဖြစ်ပြီးပြည်မှုဗေဒဆိုင်ရာသင်ခန်းစာတွေကိုတောင်သင်ကြားပို့ချနေတဲ့သူပါ။ ူကဂွင်းဆက်လူသက်သမားတွေလိုမျိုးကြိုတင်စနဲနာမှုတွေလည်းလုပ်ခဲ့ပါတယ်။ဒီအမှုကကြားထဲမှာ၃နှစ်သုံးမှုကြာခဲ့ပါတယ်။2023မှာသူ့ကိုယ်သူအပြစ်မရှိဘူးလို့ထွက်ဆိုခဲ့ပါတယ်။အခု2025မှာတေရန်ကနေရှောင်းရှားခြင်းတို့လူသက်မှု၄ခုနဲ့ဖောက်ထွင်းမှုတစ်ခုလုပ်ခဲ့ကြောင်းသူ့ကိုယ်တိုင်ဝန်ခံခဲ့ပါတယ်။သူ့ရဲ့အပြစ်ဒဏ်ကလူ၄ယောက်သေဆုံးမှုအတွက်တသက်တကြုံပြစ်ဒဏ်၄ချိန်ကြာမယ်။ဖောက်ထွင်းမှုအတွက်ထောင်စင်းနှစ်ကြာမယ်။တသက်တကြုံ၄ခါကြာဖို့တောင်သူ့မှာအသက်၄ချောင်းရှိမနေပါဘူး။အခင်းဖြစ်တဲ့နေရာမှာသူ့ကွင်းစင်လည်လာထားတဲ့ဗီဒီယိုဖိုင်တွေထားခဲ့ပါတယ်။ ဒီ၄ရောက်ရှိတဲ့နေရာကိုသူကနေ့စဉ်အချိန်ပေါင်းမနည်းစောင့်ကြည့်ခဲ့ပါတယ်။အဲ့ရပေါ်မှာကြံခဲ့တဲ့ဒါအဆုတစ်ခုကနေသူ့ရဲ့ DNA ကိုတွေ့ခဲ့ပါတယ်။အတင်းအာရမကျင်တာတွေလူရတဲ့လက္ခဏာတွေလည်းဘာတစ်ခုမှမတွေ့ရပါဘူး။ပုံကိုရေးအရာလည်းဒီ၄ရောက်နဲ့သူနယ်လည်းမသိပါဘူး။တရားခံကတော့သူနဲ့ဘာမှမပတ်သက်တဲ့သူတွေကိုဘာလို့တက်ခဲ့ရတာလဲဆိုတဲ့အကြောင်းရင်းကိုမပြောခဲ့ပါဘူး။ကြည့်ရတာတော့မှုခင်းဗေဒတင် जा ပို့ချရင်ကိုယ်တိုင်မှုခင်းကျူးလွန်ခြေစိတ်တွေပေါ်လာခဲ့တဲ့ပုံပါပဲ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။